မြန်မာနိုင်ငံကုလမတ်ကင်ဆောင်သူမြန်မာပတ်စပို့ဟိုတာတွေကိုအောက်တိုဘာလ10ရက်ကစလို့ဆက်ရောက်ဗီဇာ14ရက်အခမဲ့ဝင်ရောက်နိုင်တယ်လို့မြန်မာနိုင်ငံဆိုင်ရာမလေးရှားတန်ယုံကစက်တဘာလ25ရက်မှာတရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။လက်ရှိမြန်မာနိုင်ငံလေးစိတ်မှာလည်းပြည်ပထွက်ခွာခွင့်တွေမှာကန့်သက်ချုပ်ချယ်မှုတွေရှိနေစေဖြစ်တာကြောင့်ဆက်ရောက်ဗီဇာနဲ့မလေးရှားကိုသွားရောက်မဲ့လူငယ်တွေအတွက်စိတ်ပူရကြောင်းပြည်ပခီးသွားလုပ်ငန်းလုပ်ကင်သူတယောက်ကပြောပါတယ်။ visa free တော့မြန်မာ passport ကိုင်တဲ့လူတွေကိုနှစ်ပတ်ပေးတယ်ဒါပေမဲ့မလေးရှားနိုင်ငံ arrival အဝင်မှာပေါ့နော်ဒီဝင်လာတဲ့ဧည့်သည်ရဲ့လက်ထဲမှာ passport ရဲ့ flight အပြန်လက်မှတ်ရဲ့တကယ်အစ်မှန်တဲ့ hotel booking ဒီမှာလဲလိုက်လည်မဲ့ပတ်စံအမောင်းပေါ့နော်သူတို့ကြေညာထားသလိုမျိုးအဲ့လိုမျိုး ချက်လက်တွေအကုန်ပါတယ်ဆိုရင်တော့သူတို့ပေးဝင်ပါမယ်။ဒါကမလေးရှားနိုင်ငံငါဝက်ဘ်ဆိုက်မှာလည်းသူတို့ကြေညာထားပါတယ်။ Depend on the immigration officer decision လို့ရေးထားပါတယ်။အမတို့မြန်မာနိုင်ငံ passport ကင်ထားတဲ့လူငယ်တွေပေါ့နော်။အာကုပြည်တွင်းရလည်းအထွက်မှာဗာပြဿနာရှိလဲဆိုတော့ passport ကအသစ်ဖြစ်နေတယ်၊လူငယ်လည်းဖြစ်နေတယ်၊ travel history မရှိဘူးဆိုလို့ရှိရင်လီစစ်ကပြန်ခိုင်းတဲ့ပြဿနာမျိုးတွေရလည်းလက်ရှိအခုထိရှိနေသေးတယ်ပေါ့နော်။ထုတ်ပြန်ချက်ထဲမှာတော့ ကာလာတို14ရက်အထိ အများဆုံးလည်ပတ်နိုင်ပြီးလေစိတ်အဝင်မှာလေစိတ်လာဝကဝန်ထမ်းရဲ့အတီးပြူချက်နဲ့တောင်ဝင်ရောက်နိုင်မယ်လို့လည်းဖော်ပြထားပါတယ်။ဒီအတွက်ကြောင့်လိုအပ်တဲ့ဆောင်ရွက်ဆောင်ရွက်နေပြည်ပြည်စုံစုံပြင်ဆင်သွားဖို့ကိုလည်းသတိပေးပြောပါရစေ။လက်ရှိမလေးရှားနိုင်ငံမှာနေထိုင်တဲ့မြန်မာတွေအတွက်ကတော့ဆက်ရောက်ဗီဇာခွင့်ပြုပေးတဲ့အတွက်မိသားစုတွေကိုအလဲပတ်ခေါ်ဖို့ပုံမလွယ်ကူလာပေမယ့်ပြည်ပထွက်ခွာတဲ့နေရာမှာအစစ်အစေးတွေတင်းကျပ်နေစေဖြစ်တာကြောင့်မြန်မာနိုင်ငံပြည်ပထွက်ခွာမှာ ြင်းချက်မှုတွေဖြေလျှော့ပေးဖို့မျှော်လင့်နေကြပါတယ်။ဒီအော်တိုဝါတစ်ကနေစပြီးတော့မရှားပါဘူးဆိုတဲ့ခါကျတော့အတူတူအဆင်ပြေသွားတယ်လို့အမြင်နေပေါ့နော်။ဒီမလေးရှားဒီ immigration အဝင်မှာတော့အဲနည်းနည်းအခက်ခဲတစုံတရာရှိမယ်လို့ထင်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ခိုးဝင်ပြီးတော့နေကြတဲ့သူတွေလည်းများတဲ့အခါကျတော့ နိုင်ငံဘက်ကထွက်ခွာတဲ့အချိန်မှာအာ ACC ဖြစ်တယ်ဆိုလို့ရှိရင်ဒီဘက်တွေမှာလည်း ACC ဖြစ်ပါတယ်စိတ်ပူတယ်ဆိုတော့ဥမာမလေးရှားဆိုလည်းများသောအားဖြင့်အလိုအလိုတော်လုံးလို့ရတယ်နိုင်ငံလို့လည်းပြောလို့ရတယ်ပေါ်တဲ့အခါကျတော့ဒီပါထွက်ခွာတဲ့အချိန်မှာအလိုစစ်စေးရိုင်းမိမျက်နှာတွေရတော့ရှင်းနိုင်မယ်ထင်တယ်ပေါ့နော်အလိုလူငယ်တွေကအလိုလာခြင်းတဲ့အချိန်မှာပို့ပြီးတော့အလိုလွတ်လွတ်လပ်လပ်ပေါ့အထောက်ခွာကွင်းပေးရင်တော့ပို့ပြီးတော့ အကောင်းမယ်လို့ထင်တယ်ပေါ့နော်အဲ့လိုလည်းဖြစ်လာဖို့မျှော်လင့်ပါတယ်။နေကြောင်းလိုင်းကဝင်ရောက်လာမဲ့သူတွေကိုသာဆက်ရောက်ဗီဇာအခမဲ့ပေးမှာဖြစ်ပြီးတခြားနေဆက်နဲ့ကုန်းကြောင်းဝင်ရောက်မှုတွေအတွက်ကတော့ကျုံးဝင်မှုလို့သိရပါတယ်။ဒီအတွက်ကြောင့်မလေးရှားနဲ့ကယ်လီယားစင်ကာပူနိုင်ငံကမြန်မာ passport ကင်ဆောင်ထားပြီးရေရှည်နေထိုင်သူတွေအတွက်ညှိနှိုင်းမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ ဆလောင်းကနေကူးမယ်ဆိုလို့ရှိရင်မြန်မာ passport ဟိုတာတိုင်း visa လိုတယ်အရင်တော့ပေါ့နော် visa multiple entry visa ချောင်းလာအတွင်းမှာအချိန်မများစွာဝင်လို့ရတယ်တခါနေလို့ရှိရင်အနည်းဆုံးရ30ရတယ် မြန်မာနိုင်ငံကဝင်နေသူတွေအများစုကတော့အလေရင်နဲ့ဝင်ကြတာပေါ့နော်ဒါပေမဲ့စင်ကာပူအလေလာရင်းနဲ့ရောက်တဲ့လူတွေကြတော့အဗီဇာလိုတယ်ကုန်နံနေသွားမယ်ဆိုလို့ရှိရင်ဗီဇာလိုတယ်ဒါပေမဲ့အခုစင်ကာပူဘက်ကမလေးရှားတန်ရုံဖုန်းဆက်မိထားတယ်စင်ကာပူမှာ long term passport ကနိုင်ရလူမှန်းများကကုန်နံနေပဲဖြစ်ဖြစ်ရေလမ်းနေပဲဖြစ်ဖြစ်မလေးရှားကိုအဲ အဆက်ရောက်ဗီဇာနဲ့ပဲဝင်လို့ရတယ်ဆိုပြီးတော့တည်ရင်နေရကြရပေါ့နော်အဲ့လိုမျိုးမလေးရှားနိုင်ငံဆက်ရောက်၁၄ရက်ဗီဇာကလူမှုရေးအလဲဘတ်ကွင်းလွှတ်ခွင့်အတွက်ဖြစ်ပြီးတက်တန်းတိုးနိုင်မှာမဟုတ်သလိုတခြားနေထိုင်ခွင့်ဗီဇာတွေကိုလည်းပြောင်းနိုင်မှာမဟုတ်ကြောင်းသိရပါတယ်မြန်မာပတ်စပို့ကိုင်ဆောင်သူတွေကိုဆက်ရောက်ဗီဇာဗီဇာကွင်းလွှတ်ခွင့်ပေးထားတဲ့နိုင်ငံကမလေးရှားနိုင်ငံအပါအဝင်၁၄နိုင်ငံရှိလာပြီဖြစ်ပြီး အ ਨੇ ဆုံး၁၄ရက်ကနေအများဆုံးရက်ပေါင်း60အထိအခမဲ့နေထိုင်ခွင့်ရရှိမှာလဲဖြစ်ပါတယ်။ကျွန်တော်ဝေပါ။